မြန်မာနွေဦးခရိုနီကယ်အပင်လာ၁၂မြင်ကွင်းငလင်ဘေးကနေငိမ့်ချရင်လမ်းစပေါ်မလားဆိုတဲ့မျှော်လင့်ချက်ပြက်ပြင်းမြန်မာနိုင်ငံအလေပိုင်းအညာဒေတာရဲ့အချက်ချမန်လင်းမြို့စကိုင်းမြို့နဲ့စစ်ကောင်စီအုပ်ချုပ်ရေးမြို့တော်နေပြည်တော်ပြည်မနာတို့မှာထိခိုက်ပျက်စီးမှုအများပြားဖြစ်စေခဲ့တဲ့ငလင်ကပ်ဘေးရဲ့အကျိုးဆက်တွေဖြစ်တဲ့လူသေးဆုံးမှု နေအိမ်ပျက်စီးမှုနဲ့လမ်းပန်းဆစ်သွဲရေးတရာလမ်းလဲပျက်စီးသလိုလူအများရဲ့ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ဆေးရုံတွေ ထိခိုက်ပျက်စီးနေချိန်စာတင်ကျောင်းတွေထိခိုက်ပျက်စီးကစာတင်ကျောင်းအဆောက်ဦးတွေလည်းထိခိုက်ပျက်စီးတဲ့ဒုက္ခနဲ့အပျက်စီးတွေကြားရောက်ခဲ့တာကြောင့်ဒီလိုကပ်ပေးကိုကူညီကယ်ဆယ်ရင်ပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်ကြဖို့အရေးကြီးလာတာကြောင့်လက်ရှိဖြစ်ပွားနေတဲ့လက်နက်ကင်တိုက်ခိုက်မှုတွေရပ်ဆဲကြပြီးငင်းချိုင်းရလန်းစာပုံမလားလို့ ချို့သောနိုင်ငံရေးအကဲခတ်သူတွေကမျှော်လင့်ခဲ့ကြပါတယ်။လက်ရှိဖြစ်ပွားနေတဲ့လက်နက်ကင်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ဆက်နွယ်ခြင်းမရှိတဲ့နိုင်ငံရေးအကဲခတ်သူတချို့ကကမ္ဘာနိုင်ငံတချို့မှာအလားတူတဘာဝဘေးအနေကျရောက်တဲ့အခြေအနေကနေတိုက်ခိုက်နေကြတဲ့ပဲနဲ့ပဲအပြည့်ရတာတဘာဝဘေးအနေကေဆေရင်အတူတကွလှုပ်ဆောင်ကြရာကနေလက်နက်ကင်ပြိပခချုပ်ငိမ့်သွားတဲ့တာရကတချို့ကိုကိုကားကရေးသားခဲ့ကြပါတယ် ရေးသားရာမှာစကလုံးသုံးဆွဲပုံလက်နဲ့ကင်ပရိပခါကိုချင်းကပ်ပုံနဲ့ပတ်သက်လို့ဘက်လိုက်တဲလို့မကြင်မနဲ့ဖြစ်ကြတဲ့သူတို့ချို့ကအထက်ပါရေးသားမှုတွေကိုစစ်ကောင်စီဘက်လိုက်တဲသုံးမဟုတ်ငိန်ချမ်းရေးလုပ်ဖို့ကြားကပွဲစားလုပ်တယ်ဆိုတော့ဆွဆွေးဝေဖန်မှုတွေကြဲကြဲပြန့်ပြန့်ပေါ်ထွက်လာကလူမှုကွန်ရက်မီဒီယာမှတမကသတင်းမီဒီယာဝက်ဘ်ဆိုက်တွေမှာပါအပေါ်အမြင်တွေရေးသားကြတဲ့အထိဖြစ်ခဲ့ပါတယ်။ အဆိုပါရေးသားမှုတွေပေါ်ထွက်လာချိန်မှာပင် NUG ကနှစ်ပတ်ကြာတစ်ပတ်သက်ထိုးစစ်ဆင်ရက်မဲဆိုတဲ့အကြေညာချက်ထွက်ပေါ်လာခဲ့ပါတယ်။အဲနောက်မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကထိုးစစ်ဆင်တိုက်ခိုက်တာတွေတစ်ပတ်သက်ရက်တန်ထားမယ်လို့ကြေညာခဲ့တယ်လို့စစ်ကောင်စီကလည်းတစ်ပတ်သက်ထိုးစစ်ဆင်တာရက်တန်မယ်လို့ကြေညာခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်တွေကိုတုံ့ပြန်ပြီးကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်းတစ်ဖက်သက်ထိုးစစ်ဆင်ရဆိုင်ထားမယ်လို့ကြေညာခဲ့ပါတယ်အထက်ကကြေညာချက်တွေအလုံးဟာအချင်းအကန့်အသတ်အဖြစ်တရင်းနှစ်ဘက်ကနေ၄ဘက်အထိအချင်းကာလပါရှိကြတာဖြစ်ပါတယ် အခုလို NUG အစိုးရစစ်ကောင်စီတိုင်းသားလက်နက်ကိုင်အဖွဲ့၄ဖွဲ့တို့ကကြေညာကြပေမဲ့တကယ့်အမြင်ပြမှာတော့စစ်ကောင်စီရဲ့လေးချောင်းတိုက်ခိုက်မှုတွေရက်ဆိုင်ချင်းမရှိသလိုတခြားသောလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်းခုခံတိုက်ခိုက်မှု နေမြေသိမ်းယူဖို့တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်အထက်ကဖော်ပြခဲ့ကြတဲ့တဖက်သက်ထိုးစစ်ဆင်ရက်ဆိုင်မှုကြေညာချက်တွေကတဖွဲ့နဲ့တဖွဲ့ကြားဆက်သွယ်ပြောဆိုမှုတွေမပါတဲ့အပြစ်ရဲ့ကြေညာချက်တွေဖြစ်တာရှိခဲ့ကြပြီးနိုင်ငံရေးအရာ တာစီးရဖို့ထုတ်ပြန်ကြတဲ့သဘောလို့သာယူဆစရာ ဖြစ်ခဲ့ပါတယ်။ငလင်လှုပ်ခတ်ပြီးနှစ်ပတ်ကျော်ကြာလာချိန်အခုတကြအကျိုးကာလမှာတော့ငလင်ဘေးအနေကအရေးပေါ်အသက်ကယ်ဆယ်ရေးအဆင့်ကနေပြန်လည်ထူထောင်ရေးအဆင့်ကိုဝင်ရောက်ခဲ့ပြီးဖြစ်ကသက်ဆိုင်ရာဒေသအသီးသီးမှာအပြက်စီးတွေဖယ်ရှားဖို့ယာယီနေထိုင်စရာတွေပြန်လည်တိဆောက်ကြဖို့ကြိုးပမ်းနေကြရတဲ့ကာလကို ရောက်ရှိလာနေပါပြီ။ တဖက်သက်အပြည့်ရဲ့ထိုးစစ်ရဲ့ကြီးညာချက်ကာလတွေမကုံဆုံးသေးသည့်တိုင်ငလင်းဘေးကနေငိမ့်ချရင်လမ်းစပေါ်မလားဆိုတဲ့မျောလင့်ချက်ကမင်းမင်ပြည့်ပြေသွားခဲ့ပြီလို့ဆိုရင်မှားမယ်မထင်ပါဘူး။နောင်ချိုကချင်ပြည်နယ်ချင်းပြည်နယ်စကိုင်းတိုင်းနဲ့ကရင်ပြည်နယ်တနင်္သာရီတိုင်းစတဲ့နေရာဒေသတည်တည်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကမြို့နှမြို့လက်လွတ်ဆုံးရှုံးက တက်မှမူတူအပါဝင်စစ်ကောင်စီတပ်သားတရားကြောဖမ်းဆီးခံခဲ့ရပြီးဖြစ်ပါတယ်။ငလင်ပေးကြရောက်နေစဉ်ကာလအတွင်းမှာပင်ချင်းငင်အောင်အဖွဲ့တွေနဲ့အယူကြီးလက်အောက်က PDF တွေက ဖလန်းမျိုးနဲ့အင်းတော်မျိုးတို့ကိုတင်းယူခဲ့တာဖြစ်ပါတယ်။အဆိုပါမျိုးနှမျိုးတင်းယူခံရတာကိုလက်တုံပြန်တဲ့အနေနဲ့တိတိမျိုးနယ်တွေကစေးစံချေးရွာ မင်းတက်မြို့ဝင်းသူမြို့နယ်ကကျေးရွာတရွာတို့ကိုလေးချောင်းတက်ခိုက်မှုလှုပ်ဆောင်ခဲ့ပြီးချင်းပြည်နယ်နဲ့စကိုင်းတိုင်းထဲမှာတရက်တည်းလူ40ကျော်ထပ်မင်းသေးဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။မြို့တွေလက်လွတ်ဆုံးရှုံးရတဲ့ဖြစ်ရက်တွေအတွက်လေးချောင်းကနေလက်စားချေတိုက်ခိုက်တာလို့လဲကောက်ချက်ချကြတာပါ။အထက်ကဖြစ်ရက်တွေကိုအလုံးချုံုံကောက်ချက်ချရရင်ငလင်ပေးကြရောက်ပေမဲ့လက်နဲ့ကင်တိုက်ပွဲနေမြေတိမ်ယူရင်ရီမှန်းချက်တွေရော့ကျသွားခြင်းမရှိတဲ့အနေထားလို့ဆိုရမှာဖြစ်ပါတယ်။ ကုလသမဂ္ဂလူခွင့်ရုံပြောရေးဆိုခွင့်ရှိသူကလည်းစစ်ကောင်စီကိုအပြစ်ရဲ့ကြေညာချက်ကိုလေးစားလိုက်နာဖို့ပြီးခဲ့တဲ့ရက်ပိုင်းကပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကကုလသမဂ္ဂအတွင်းရေးမှူးချုပ်ခန့်အားထားတဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နေပြည်တော်လာရောက်စဉ်စစ်ကောင်စီရဲ့နိုင်ငံချိုင်းဝင်ကြီးနဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။မြန်မာနိုင်ငံရဲ့လက်နက်ကင်ပြိပက္ခမှာအတ ିକ ဘုံရန်သူဖြစ်တဲ့စစ်ကောင်စီအနေနဲ့အမှန်တကယ်အပြစ်ရဲ့ရေးကိုလုပ်ဖို့စံနှမရှိတာကြောင့် မြန်မာနိုင်ငံအလဲပိုင်းနဲ့အထက်ပိုင်းတွေမှာငလင်းဘေးကနေပြန်လည်ထူထောင်ရေးဟာလက်နက်ကင်ပြိပခါတွေကြားကနေလှုပ်ဆောင်ရမယ့်အခြေအနေလို့သာဆိုရမှာဖြစ်ပါတော့တယ်ရှင်။